တချံတွင်းမှာပါမော့အုံးတို့စံကိုရန်ကုန်ထာမဟုတ်ပဲနဲ့ဆလင်းမြင်းဆောင်ထာအုံးစီချံမွေးမွေးလေးရဲ့တကြားရီချိုချိုလေးနဲ့အရသာရှိရှိလှုပ်ရှားကြည့်အောင်ပါမော့အုံးတို့စံမှာအရေးကြီးဆုံးဖြစ်တဲ့အုံးစီချံချက်ဖို့အတွက်အရင်ဆုံးအုံးသီးသွားဝယ်ပါတယ်အဲ့မှာအုံးသီးစီကြားပြီးတော့အရင်ဆုံးသွေးတက်အာအဲ့ဒီအုံးသီးဘယ်လောက်လောက်လဲစစ်တာ ။ဘာလို့ကပါမုတ်၁၀လုံးလုံးမှာဆိုတော့ only က၃လုံးသို့မဟုတ်၄လုံးဆိုလို့ရှိရင်ရပါပြီ။ဒါပေမဲ့ဘွားတို့အိမ်ကအုံစီချက်များများလိုချင်တာဖြစ်တဲ့တော့ကြောင့်မလို့၆လုံးတော့သုံးထားပါရတယ်။ဒါပေမဲ့၃၄လုံးဆိုလို့ရှိရင် okay ပါတယ်။ရလာတဲ့ only တွေကို only ညစ်တဲ့ဆက်မှာသွားပြီးတော့ only ညစ်မယ်။ညစ်ပြီးသွားလို့ရှိရင်တော့ဒီလိုမျိုးအုံတို့ရှိသေးရလာပါပြီ။ဒီလိုမျိုးအုံတို့အရေရလာပြီဆိုလို့ရှိရင်တော့ဒီအုံတို့အရေကိုလုံးဝအဖက်အဖက်ကလေးတွေအနှစ်ကလေးဖြစ်သွားတဲ့အထိပေါ့တိတိကျကျလေးကြိုပေးရပါတယ်ဒီပေါမော့အုံတို့ဈမ်းမှာအုံစီချက်ကအသက်ဖြစ်တာမ မို့လို့ကြိုတဲ့အခါမှာမကတ်အောင်လို့ပေါ့နော်အိုးအိုးတိတိချာချာလေးမှုရပြီးတော့ထိုင်ဆောင်ကြည့်ပေးဖို့တိရောက်တော့လိုပါတယ်။အုံးစီချက်တဲ့အခါမှာလည်းအချိန်ကအနည်းဆုံးတော့3နာရီလောက်တော့ပေးရပါတယ်။ဒါတော့တိတိချာချာလေးလုပ်ရမယ်အဆင်ပဲဖြစ်ပါတယ်။အုံးစီချက်လုပ်တဲ့အခါမှာဒါရောအုံးဒီအစ်စ်ကိုတုံးတယ်အုံးတို့ဘူးတော့တုံးလို့ရတယ်ဆိုပေမဲ့အရသာလည်းမတူတလို့အုံးတို့ဘူးကိုအုံးစီချက်တဲ့အခါမှာဆိုလို့ရှိရင်အရန်ပေါက်တယ်ပေါ့နော်အပူလေးပါလေလောင်တတ်တယ်အဲ့ဒါကြောင့်မလို့ဒါရောကတော့အုံးဒီအစ်စ်ကိုပဲတုံးပါတယ် အုံစီချက်ချက်နေတဲ့အချိန်မှာပဲပမုတ်ပေါ်မှာစမ်းစားဖို့အတွက်တကြားရီကြိုးပါမယ်ပမုတ်ဆယ်လုံးဆိုတော့တကြားတစ်ပိတ်သာကြိုးထားပါတယ်ကဲတကြားရီအိုးရောအုံစီချက်အိုးရောတဲထားတဲ့အချိန်မှာဘောရောပမုတ်လေးတွေကိုကြိုးပြီးတော့လှီထားပါမယ်ပမုတ်လေးတွေပေါ့နော်အဲ့လိုရုပ်ချောချောလေးနဲ့ထိုင်ပြီးတော့လှီပြနေတာဖြစ်ပါတယ်အုံစီချက်လည်းရပြီတကြားရီလည်း ready ပဲဆိုတော့ပမုတ်လေးတွေကိုဘူးထဲကိုထည့်ပြီးတော့ပြင်ဆင်ပါတော့မယ် ငရခုလောက်ပြသွားတဲ့ဘာမို့အုံလို့စမ်းလေးရဆိုလို့ရှိရင်ပုံမှန်စားတဲ့အဲ့လိုမျိုးပေါ့နော်အုံလို့တွေနဲ့စမ်းစားတဲ့ဟာမျိုးထပ်ပို့ပြီးတော့လည်းအရသာရှိတယ်ပို့ပြီးတော့လည်းစားလို့ကောင်းတယ်ပေါ့နော်အဲ့လိုခံစားရပါတယ်ဆိုတော့အိမ်မှာလည်းလိုက်လို့စားကြည့်စီချင်ပါတယ်အခုတော့ဒါအင်းနီနာချင်းတွေကိုဝင်းပြလိုက်ပါအောင်မယ်သိစုတင်လာလို့ရန်စတေးစလာနေပြပါမှာစီ င်တင်ပါတယ်နောက်ဒီတဲ့မခါဒီနိုင်ငံတိုင်းပါဒီပတ်တော်ညာတို့ရှိပါသည်နောက်မျိုး66ပါးရောကောက်ကြီးအတိပြုပါဒီတက်တန်းတည်လက်နေရပါဒီအသက်တဲအတိလက်နေရပါဒီညတော့ပါအစ်ကြီးပြအဲ့တော့ဒီစမိုင်းတင်ပါတယ်ဒါကတော့ရန်ကုန်ထောင်မခုတ်ဘဲနဲ့ဆလင်းမြင်းတော့ဒါဘာမှဦးလို့တန်းပြလို့ပဲဖြစ်ပါတယ်